ကူတွေလူပုတ်ကူတွေလုပ်ငန်းတူတဲ့လူတွေအဲ့ဒီလူကြားထဲမှာပြိုင်ဘက်တွေလူကြားထဲမှာချင်းချင်းပေါ့ကုမ္ပဏီတစ်ခုအကျိုးစီးပွားတော့မှာပဲထပြီးတော့ချင်းချင်းညှိကြတယ်ကုမ္ပဏီက तू ကဘာရလို့ငါကဘာရတော့ဘယ်လိုမျိုးငါကဘယ်လိုမျိုးညှိကြတယ်လို့မျိုးပဲ PDF တွေကအခုတနက်ကင်ထားကြတာ PDF တွေနဲ့ TNL ပို့ခွဲတယ်တနက်ကင်ထားကြတယ်ဆိုတော့ဟိုအုပ်စုကတော့ဟိုဘက်မှာတိုက်တာဟိုဟာရပါဒီဟာရပါတယ်ဟိုအုပ်စုကဟိုမှာသွားလို့ဒါဒီဟာရတယ်ဟိုဟာရတယ်ငါတို့ကျတော့မရအောင်ငါတို့ကျတော့အသင်ခံတိုက်ခိုင်းနေဒီကောင်တွေကစိန်ခံစားတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကုချုံမျိုးမြင့်တဲ့တောင်းချက်လေးချိုးနားထောင်ကြည့်အောင်ဒီကမ္ဘာမှာအခြားဘုံမန္တလေးမှာ မန္တလေးမှာဒီကနေ့ PDF ညီငယ်လေးတွေပေါ့ညီငယ်ကျမက32ဦးလင်းဝင်လာတယ်လို့သိရတယ်လင်းဝင်လာတယ်ဆိုတာထက်ကျွန်တော်လင်းဝင်တယ်ဆိုတဲ့စကားလုံးကိုမသုံးကြည့်ပါဘူးဘာကြောင့်လဲဆိုတော့ဒီညီငယ်လေးကလင်းဝင်တယ်လို့ပြောရင်အဲတခါတည်းကြရတယ်စကားလုံးအသုံးလုံးချောင်းပဲဘာမှမဟုတ်တာဖြစ်တယ်အဲတော့လင်းဝင်တယ်ဆိုတာထက် PDF ညီငယ်ညီမငယ်32ဦးကဘာပြောနိုင်ငံတော်ရဲ့နိုင်ငံတော်နဲ့အတူလာပြန်လဲပူးပေါင်းလာတယ်ပေါ့နိုင်ငံတော်နဲ့ပြန်လဲနိုင်ငံတော်စီမှာနိုင်ငံတော်စီမှာပြန်လဲပူးပေါင်းလာတယ်ပြီးတော့ဘာလဲဆိုတော့ဒီညီအေးချမ်းတဲ့ဒေသပြည်သူလူထုအတွက်ပြန်ပြီးတော့သူတို့ရဲ့ စိတ်နေစိတ်ထားပိုင်းဆိုင်ရာပြင်ပြောင်းလဲလိုက်တယ်ဆိုတော့သတ်တွေ့ရတယ်ဒါတော့သတ်တွေ့ရတယ်အဲ့တော့နိုင်ငံတော်နဲ့အတူပြန်လဲကူပေါင်းပြီးနိုင်ငံတော်နဲ့အတူရက်တည်ဖို့သူတို့ကြိုးစားလာတာတွေ့ရတယ်အဲကြိုးစားပြီးတော့ဒီနေ့ဟောပြတာတွေ့ရတယ်ဒါလေးကရင်စပြောပါမယ်အဲ့တော့မန္တလေးမှာဒီနေ့ PDF ညီငယ်32ဦးတဲ့ကျွန်တော်သိရသလိုပေါ့နော်32ဦးအာမန္တလေး11ရက်နေ့စတနာချုပ်အောက်မှာရှိတဲ့11ရက်နေ့စတနာချုပ်အောက်မှာရှိတဲ့ဒီမန္တလေးမြို့မှာပေါ့နော်မန္တလေးမြို့မှာအဲ PDF အပါဝင်တဲ့အဖွဲ့အစည်းမျိုးအမိခံပြီးတော့လက်နက်ကင်ဆန့်ကျင်တဲ့အဲချမ်ပီယံအုပ်စုမှာရောက်ရှိနေတဲ့လူတွေဥပဒေပေါင်းထဲမှာဝဲရောက်လာပြီးတော့လက်နက်ခဲနေတဲ့သူပြန်လဲပြီးတော့ ဝင်ရောက်လာတယ်အဲကြောင့်မို့ကြိုဆိုခြင်းခံရတယ်စူပေးထောက်စူချင်းဝင်ထောက်ပံ့ခြင်းခံရဆိုကျင်းပါတယ်ဆိုပြီးတော့ဒီနေ့25ရက်နေ့ရဆွဲနဲ့ကျင်းပါတာတွေ့ရတယ်23ကိုမိပါရစီကိုတက်ဆိုင်ရတာဝန်ရှိသူတွေကမိပါရစီပြရတယ်ဆိုတော့ဒီ32ဦး32ဦးလူငယ်32ဦးကို မိပါရစီကိုတက်ဆိုင်ရတာဝန်ရှိသူတွေကပြန်အပ်ပေးတာကိုတွေ့ရတယ်ဆိုတော့အဲဒီလူငယ်32ဦးက ပါလဲဆိုတော့အမျိုးသားယောက်ျားလေး30မိန်းကလေး2ဦးပေါင်း32ဦးဖြစ်တယ်။အဲတချို့တွေကလက်နက်ခဲကနေပါလာလက်နက်တွေပါလာတယ်ခဲကနေပါလာတချို့တွေကပါမလာဘူး။အဲတော့ပါလာတဲ့ညီငယ်တွေအတွက်နိုင်ငံတော်ကနေပြီးတော့စုချင်းမြင့်ဝင်ဆိုပြီးချက်သိမ်း50ပေးတယ်။နောက်မပါလာတဲ့ညီငယ်တွေကနေပြီးတော့ဝင်90သိန်းထောက်ပါတယ်။ဆိုတော့လက်နက်ပါတဲ့လူတွေသိန်း50ရတယ်လက်နက်မပါတဲ့လူတွေက90ရတယ်။ပြီးတော့သူတို့ကသူတို့လုတ်ခဲ့သူတို့ရဲ့ဒီဒီနိုင်ငံတော်ပုံကံမဲ့ဒေါ်လာမဲ့သူတို့မှန်တယ်ထင်လို့အစလုတ်ခဲ့တဲ့ကိစ္စတွေမှသိရပါဘောနိုင်ငံတော်ကခွင့်လွှတ်ဖြစ်ချော့ ပေးသွားတယ်ဆိုတော့သူတို့ထောင်နဲ့မထည့်ဘူးအရင်မယူဘူးကောင်းကောင်းမွန်မွန်ပဲသူတို့နေရမှာသူတို့မိဘတွေနဲ့ကောင်းကောင်းမွန်ပြောရွှင်နေဝင်ပေးလိုက်တယ်အဲ့ဒါဒီနေ့မန္တလေးမှာဖြစ်တာဆိုတော့ကျွန်တော်တို့မေးကြည့်လိုက်တဲ့ခါကျတော့ဒီညီငယ်တွေဘယ်ကလာတာလဲဘယ်ကလဲဘသူတွေလဲပေါ့နော်30ဦးပေါ့မန္တလေးမှာရှိဆိုင်တဲ့ဒီညီငယ်32ဦးညီငယ်ညီမတွေ32ဦးဘယ်ကလဲဆိုတော့မရရတပိတ်ချင်းစင်ကူအစရှိရဲ့နေထဲမှာ TNL နဲ့သွားပူပေါင်းပြီးတော့ TNL နဲ့သွားပူပေါင်းတိုက်ပွဲတွေပေါ်ခဲ့တဲ့ထဲကလူညီငယ်ညီမတွေလူသိရပါတယ်ဆိုတော့သူတို့တွေရဲ့တချို့သောရင်ဖွန့်တန်လေးတွေကြတော့ဘာတွေ့ရလဲဆိုတော့နံပါတ်1က TNL ရဲ့သူတို့အပေါ်မှာဟိုနိုင်ရစီနေမလုပ်မှု အနိုင်ကျင့်မှုသို့မဟုတ်ဘယ်လိုခေါ်မလို့ဆိုစီစီပုတ်ပုတ်လုပ်တာပေါ့ဒါတွေသူတို့သိတယ်မှာမခံစားနိုင်ဘူးဒါတွေကသူတို့တရရထဲမဟုတ်ဘူးလနဲ့ချီပြီးသူလာဝမ်းမဲ့သာချီပြီးခံစားလာရတယ်ဒီခံစားလိုက်တာ TNL TNL တွေကသူတို့ကိုလည်းအနိုင်ကျင့်နေပြီးပြီးတော့သူတို့ကိုပေးထားတဲ့ဂရီးကုပ်ဝတ်တွေကို TNL ကိုလည်းချိုးပေါက်နေပြီး TNL တွေကသူတို့ကိုဒုက္ခအကြီးကြီးပေးနေပြီးဆိုတာကိုမြင်ပြီးတော့သူတို့ဆက်တာသွားရင် TNL တွေကသူတို့ကိုဘယ်ချိန်မှအစားဖြောက်မလို့ဆိုတာမသိနိုင်ဘူးဆိုတဲ့အထိသူတို့ရဲ့စိုးရိမ်ချက်တွေကြီးလာတယ်ပြီးတော့သူတို့လုပ်နေတဲ့လုပ်ငန်းစီကအောင်မြင်နိုင်မလားမအောင်မြင်နိုင်လားဆိုတော့ရည်ရှိတွေးကြည့်တဲ့အခါသူတို့ကအောင်မြင်လားမအောင်မြင်လားမသိဘဲ TNL ရဲ့ဂျုံလေးတွေဖြစ်သွားတယ်အဲ့ခါကျတော့ TNL ကိုခိုင်းပဲဖြစ်ပြီးတော့ TNL က အဲတတ်ချင်တဲ့တတ်နိုင်တယ်ဟိုပြောရင်တော့မျိုးစုံပေါ့ဗျာ DNA တို့ကပြီးတယ်မျိုးစုံခံနိုင်ဒါကြောင့်မလို့သူတို့တော့ဆိုးဆိုးပြချချပြီးတော့သူတို့ဒီနိုင်ငံတော်မှာနိုင်ငံတော်နဲ့ပြန်လဲပူပေါင်းတာလုပ်မယ်မိဘရင်ဝင်ပြန်မယ်ဆိုပြီးတော့မိဘရင်ဝင်ပြန်မှုအကျိုးသားကြတယ်မိဘမိဘရင်ဝင်ပြန်မှုသူဆိုးပြလိုက်ကြတယ်ပေါ့နော်ဆိုးလိုက်ကြပြီးတော့လာတယ်ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကသူတို့မိဘရင်ဝင်ကိုပြန်လာလူချင်းအကြောင်းရင်းနဲ့နောက်တစ်ဒုတိယချက်ကဘာလဲဆိုတော့သူတို့သူတို့ဒီ PDF တွေချင်းချင်းကြားထဲမှာလဲပြဿနာရှိတယ်တစ်ဖက်နဲ့တစ်ဖက်မတည့်ကြတာရှိတယ်တစ်ဖက်နဲ့တစ်ဖက်မတည့်ကြရှိတယ်ကျွန်တော်တို့ကုမ္ပဏီလုပ်ငန်းတွေပါအောင်ရှိရဗျာဟို ကရုတွေကရုတွေလူပုတ်ကူတွေလုပ်ငန်းတူတဲ့လူတွေအဲ့ဒီလူကြားထဲမှာပြိုင်ဘက်တွေလူကြားထဲမှာချင်းချင်းပေါ့ကုမ္ပဏီတစ်ခုအကျိုးစီးပွားတော့မှာပဲထပြီးတော့ချင်းချင်းညှိကြတယ်ကုမ္ပဏီကသူကဘာရလို့ငါကဘာရသူကဘယ်လိုမျိုးငါကဘယ်လိုမျိုးညှိကြသလိုမျိုးပဲ PDF တွေကအခုတနက်ကင်ထားကြတာ PDF တွေနဲ့ TNL ပို့ခွက်တယ်တနက်ကင်ထားကြတယ်ဆိုတော့ဟိုအုပ်စုကတော့ဟိုဘက်မှာတိုက်တာဟိုဟာရပါဒီဟာရပါတယ်ဟိုအုပ်စုကဟိုမှာသွားလို့ရဒီဟာရတယ်ဟိုဟာရတယ်ငါတို့ကျတော့မရအောင်ငါတို့ကျတော့အသင်ခံတိုက်ခိုင်းနေဒီကောင်တွေကစိန်ခံစားတယ်အဲ့မှာသူတို့ကအဲ့လိုနေညှိကြတယ်ဇာတ်လမ်းတွေရှိတယ်အချင်းချင်းလဲတိတ်မပြေဘူးမပြေတော့နောက်ပိုးတိတ်တဲ့ဇာတ်လမ်းတွေရှိတယ် င်းတော့ဘိုးတွေသွားဒါတော့ဗျာဒီဒီ TPDF တွေကတော့ခေါင်းဆောင်တွေဖြစ်တဲ့လူကနေတယ် TNL ကောင်တွေခေါင်းဆောင်ဖြစ်တယ် PDF တွေထဲမှာ Manly PDF နဲ့ဒီဒီလွတ်တော်အမှတ်လုပ်ခဲ့တဲ့ကောင်တွေလွတ်တော်နိုင်ငံရေးရဲ့ NLD ထဲမှာ GY လုပ်ခဲ့တဲ့လူတွေကတော့ခေါင်းဆောင်ဖြစ်ကြတာများတယ်ဆိုတော့သူတို့တွေကဇီဝထောက်ပဲစားပြီးအောက်ကအငွေတွေကြတော့လူတွေကြတာများတယ်အချင်းချင်းကြမှာလည်းမတည့်ဘူးတစ်ဖွဲ့တစ်ဖွဲ့လည်းမတည့်ဘူးအဲ့တော့အဖွဲ့ A ကနေ B ကိုသွားပြီးပေါင်းလိုက်တဲ့ပေါင်းလိုက်တဲ့ B ကအကောင်းဆောင်နဲ့ A ရလူတွေကိုဟိုပြန်ပြီးတတ်ရဖက်တာတွေအချင်းချင်းပြန်ပြီးကြောက်ချတာတွေရှိတယ်ဆိုတော့ဟိုတိုက်ပွဲပေါ်ရင်တော့တိုက်ပွဲတိုက်ရင်တော့တချို့ကောင်တွေကိုစောင့်မြင်ခဲ့တယ်ဆိုတဲ့ကောင်တွေကမြင်ခဲ့တဲ့ကောင်မှန်သမျှကိုရှေ့ပို့ပြီးတော့အသေးခံခိုင်းပြီးတော့ နောက်ကကျန်တဲ့ကောင်တွေလိုက်တယ်အဲအဲ့လိုဇလန်းတွေနောက်ပိုးတဲ့ကဇလန်းတွေရှိတယ်ဆိုတော့ဒါလည်းသူတို့ခံစားရတယ်နောက်တစ်ခုကလက်နက်ခဲရမလောက်မှုမှာလက်နက်ခဲရကြည်စားပြပြပေါ်မဖြစ်တင်ပေးဘူးတိုက်ပွဲပေါ်တဲ့ခါလည်းမဖြစ်တင်ပေးဘူးမဖြစ်တင်ပေးတဲ့အပြင်စားနေရိတ်ကစားနေရိတ်ကလည်းလုံးလုံးမပြီးဘူးအဲ့တော့ဇလန်းတွေကအများကြီးပဲအများကြီးရှိနေတော့အဲ့လိုပြီးတော့အထက်မှာလည်းသူမတမာမှုတွေလုပ်ကြတာရှိတယ်ပြီးတော့အထက်မှာလည်းဒီရှုပ်ရှုပ်တဲ့ဇလန်းရှုပ်တော့မိမရှုပ်တာတွေအစားအကုန်ဆုံးလို့အချင်းချင်းစမန်ခုတ်ကြရလည်းရှိသေးတယ်အဲ့လိုဇလန်းတွေမျိုးစုံရှိတော့အဲ့ဒါတွေကြောင့်အချင်းချင်းတွေကမကြည်လည်ဖြစ်ကြတဲ့ခါတချို့တွေကအခွင့်တာပြီဆိုတော့ねဒီတက်မလို့ဆက်ချောင်းနေနဲ့ ရအောင်ချိန်ဆက်ပြီးတော့သူတို့ပြန်ပြီးအလင်းဝင်ကိုကြိုးစားကြတယ်သဘောအဲ့တော့အလင်းဝင်လာကြတယ်ဒါကြောင့်အလင်းဝင်တယ်လို့ခုနကကျွန်တော်တုံးရင်မကောင်းဘူးသူတို့မိဘစီကိုပြန်လဲမိဘရင်ကိုပြန်လဲခိုးလို့တော့မယ်မိသားစုတွေကပြန်လဲပူပေါင်းလို့ပြန်ပေါင်းထုတ်တော့မယ်လို့သူတို့ဆုံးဖြတ်ပြီးတော့နာဆကအကိုနာဆကကိုဆက်သွယ်နာဆကကတာဝန်ရှိသူတွေပေါ့ဗျာအမှန်လေးမှခြေတိုက်တာဝန်ရှိသူတွေသူဆက်သွယ်ကြတယ်ဆက်သွယ်ပြီးတဲ့နောက်ပြန်ပြီးတော့ ့ပြန်ပြီးတော့သူဟိုဆက်သွယ်လိုက်တဲ့အခါသက်ဆိုင်ရာဒီဘက်ကအာနာရဖွဲ့တည်တယ်လေဒါကိုဝမ်တာရဝဲကမ်လို့ပြီးကြိုဆိုတယ်။ဘာပြောခုနိုင်ငံသားညီငယ်ညီမငယ်တွေဖြစ်တယ်။ကိုတူလေတူလေသားတွေရောလောက်ကလေးတွေဖြစ်တယ်။ဒီကလေးတွေစိတ်ပိုက်ဆိုင်ရာအရာပြန်ဖို့ဖြစ်လာတာကိုသူတို့မိသားစုနဲ့ပြန်ပူးပေါင်းချင်တယ်ဆိုတာကိုဆက်သွယ်လာတဲ့အတွက်ဒီဘက်ကလည်းပြောပြောရှင်းရှင်းဝမ်ဝမ်တတာပဲလက်ခံပေးတယ်။32ခုလက်ခံပေးပြီးတော့သူတို့ကိုတေချာချာချာကဟိုတောင်းပြီးတော့တနေရာမှာဆုံးရတဲ့ခုမှသွားကြိုတယ်ခေါ်လာတယ်ပြီးတာနဲ့မိသားစုတွေရှိရင်မိသားစုတွေကိုတိုက်ရဲဆက်သွယ်တယ်။ဒါပေမဲ့ဒရိုးတွေဆက်သွယ်တယ်။ဘာလို့ဆိုတော့ပေါ်တင်ဆက်သွယ်နေတဲ့ပြဿနာရှိတယ်။အခုဒီမှာပေါ်တင်ဆက်သွယ်လို့မရအောင် ော်တဲ့ဆက်တို့ဘယ်ကောင်းနေဖြစ်သွားတယ်ဆိုတာသိရင်တို့ကြံခဲ့တဲ့မိသားစုတွေလူလူချင်းချင်းအေးအေးချမ်းနေရမှာမဟုတ်ဘူးဒါကြောင့်မလို့ဒေချာတို့တို့ဒိတ်ဆက်တွေဆက်ဆက်ပြီးတာနဲ့မိသားစုတွေမိဘတွေကိုခေါ်ပြီးတော့လာခင်ဗျားတို့တာပြီးခင်ဗျားတို့တာခင်ဗျားတို့သမီးလေးရခင်ဗျားတို့စီပြန်လာခြင်းနေတယ်ကျွန်တော်တို့ဆက်တွေလာတယ်ခင်ဗျားတို့အနေနဲ့ကြည့်ပြီးတော့လာကိုယ်တိုင်ကိုသားသမီးပြန်လာခေါ်ကိုယ်တိုင်ကျွန်တော်ထည့်ပေးမယ်ဆိုတော့တက်ကအဲ့လိုပြောခြင်းမှာအချို့မိဘတွေအစားမယုံဘူးဒါပေမဲ့အချို့မိဘတွေကိုယ်တိုင်ကျတော့လေတို့တာသမီးကပြန်လာခြင်းတော့တက်ကလူကြီးတွေနဲ့ဆက်တွေစကားပြောတယ်အဲ့လိုကြောင်းနှစ်ခုရှိတယ်လမ်းနှစ်ကြောင်းပေါ့ ်ပီဒီအက်တွေကဓာတ်ရိုက်ဒီနတ်ဆက်ကတာဝန်ရှိသူတွေတက်မလို့စစ်ကြောင်းတာဝန်ရှိသူတွေ ਨੇ ဆက်သွယ်စကားပြောတာဖြစ်သလိုဂျားခံဖွဲ့စည်းနေဆက်သွယ်စကားပြောတာလည်းရှိတယ်အဲ့နောက်တစ်ခါမိဘတွေရဲ့ဆက်သွယ်တာရှိတယ်အဲ့တော့အဲ့ဒီလိုဆက်သွယ်လာပြီးတော့နောက်မိဘတွေကိုဓာတ်ရိုက်သိပြတာလည်းရှိတယ်စသဖြင့်ပုံစံမျိုးစုံနဲ့သူတို့ဆက်သွယ်ပြီးတော့ပြန်ဝင်ကြတယ်လို့သိရတယ်ဆိုတော့အဲ့လိုနဲ့ဝင်လာတဲ့လူ32ယောက်ဆိုတော့သိရတဲ့ information ကတော့ဒုဓာတ်ပုံကြီးများဖို့ရှိတာဆိုတော့မကြခင်လည်းထပ်ပြီးဝင်လာအောင်မယ်လို့ကြားတယ်ဘာလို့ဆိုတော့လူငယ်တွေကစိတ်ကူးမရေရာတပိတ်ချင်းနဲ့တဝိုက်မှာလူငယ်တွေကခေါင်းဆောင်မှုပျောက်လာတယ်ခံစားမှုပျောက်လာတယ်ခေါင်းဆောင်မှုပျောက်လာတယ်ပြီးတော့ယုံကြည်ချက်တွေပြည့်ညွှန်းလာတယ်သူတို့ မျောလင်းထားတာတခုဟိုမှာသူတို့လှုပ်နေတာတခုဆိုသူတို့မျောလင်းချက်ကပုံမှန်လည်းပြောတယ်သူတို့ကဆရာနာရှင်စခြုံချင်းကြီးတို့ကတိုက်ပြီးရတာဘိုးတို့တို့ဒီဆရာနာရှင်မရှိမှရမယ်ဒီတော့ငါဆရာနာရှင်တော်လိုက်မယ်ပုံကံပဲဆိုစိတ်နဲ့သူတို့အပြင်ကိုထွက်သွားတယ်တို့တော်လိုက်တော်လိုက်ပုံကံရမယ်သူဒီအဖွဲ့နဲ့တော့ပေါင်းတိုက်မယ်ဆိုရင်ငါတို့ဖြစ်နိုင်ချေရှိတယ်လို့သူအဲ့လိုမျောလင်းချက်ယုံချက်တွေတော့တွားတာဟိုလိုက်ရောက်ရောဟိုလိုက်ရောက်ကောသူတို့မျောလင်းတာတခြားဆရာနာရှင်တိုက်မယ်အစားအကျိုးစီးပွားတွေပဲရှာနေကြတဲ့အခါကျတော့အဲ့ဒီမှာသူတို့ကိုယ်တိုင် အာငါတို့ငါတို့တော့ငါတို့ဖြစ်ချင်တာနဲ့လွဲသွားပြီဆိုတော့သူတိသွားတာဒါတွေပါသွားတာပေါ့နော်ဆိုတော့ဒါကြောင့်မလို့တချို့တွေကပြန်လာဖို့ကြိုးစားကြတယ်ပြန်လာဖို့ချိန်ဆက်နေတဲ့လူတွေရှိတယ်ဟိုကြားသလိုဟိုပြန်လဲရောက်တဲ့လူတွေရှိသေးတယ်မပြီးသေးဘူးမိဘတွေဆက်ပြီးအံ့အမဲ့သူတွေခြံသေးတယ်လူကြားတယ်ဘာလို့မိဘတွေနဲ့ဆက်သွယ်မရသေးလို့အံ့မေခြံသေးတယ်လူကြားတယ်ဆိုတော့နာသကဘက်ကလည်းထုတ်ပြန်ထားပြီးသားရှိသူကဘယ်လောက်တချို့ပြန်လာလဲမေးနာသကကခမရ PDF လူငယ်ညီငယ်ညီမငယ်တယောက်အနေနဲ့တအုပ်တအုပ်အနေနဲ့ပေါ့နမူနာပြောတော့ PDF ညီငယ်ညီမတအုပ်အနေနဲ့ကိုက အကျံဖက်တိုက်ခိုက်မှုတွေတပ်ဖြတ်မှုတွေလုံးမထားဘူးအပိုက်ကိုတိုက်ခိုက်မှုတွေလုံးမထားဘူးဒါမျိုးကရက်ဆက်တဲ့ကျံဖက်တပ်ဖြတ်မှုတွေမလုံးထားဘူးဆိုရင် okay အဲ့ဆိုရင်ပြန်လာရဲငါတို့ကောင်လက်ခံတယ်ဒါမျိုးချိန်ရထားပြီးသားနောက်ဆက်ကအခုတကယ်နောက်ဆက်ကအဲ့ဒါအဲ့လိုချိန်ရထားပြီးမဲ့နောက်ဆက်ကထပ်ပြီးတဆင့်ထပ်လျှော့ထားပြီးတယ်စာမာတာဒီလိုပြောရရင်နောက်ထပ်တဆင့်ချက်ပါလဲဆိုတော့ဒီသူတို့နဲ့ထိတ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရင်ဖြစ်ခဲ့တော့ညာအဲနောက်ရှိသေးတယ်နော်သူတို့နဲ့အဲ့ဒီဖွဲ့တဲ့လူတွေထိတ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရင်ဖြစ်ခဲ့တော့ညာလဲအကယ်၍မိဘရင်ကုန်ပြန်ခြင်းလို့ဆိုရင်လာခဲ့ငါတို့ပြန်ပို့ပေးမယ်ဆိုတော့ဒါကိုပြောထားတယ် တိုးတော့တော်တော်ကိုလူမဆန်းတဲ့တပ်ဖြတ်မှုလုပ်နေတော့သူလည်းမခံဘူး။တော်ယုံတန်ယုံလောက်ကတော့နာဆာကညနေပြင်းပြလိုက်တဲ့အခါတချို့တွေရှိမှာပေါ့ဗျာ။ကျွန်တော်အကိုကြီးတို့နဲ့တော့စစ်ပြေမှာတိုက်ဘူးလေ။အဲ့ဒီတော့လည်းကျွန်တော်စစ်ပြေမှာတော့အကိုကြီးတို့ဘက်ကလည်းဆုံးလိုက်ကြားလိုက်ရှင်ကျွန်တော်ကကြားလက်ရှိရဲ။ကျွန်တော်တို့တော့ဒါပေမဲ့ညာတိုက်တာတိုက်ခဲ့ပြီးကျွန်တော်ကတော့မတိုက်ချင်တော့ပါဘူး။ Okay အဲ့ဒါဆိုရတယ်ဝက်ကအဲ့တော့ဒီလိုတလောက်ထိခွင့်ပြလာ။ဆိုတော့အဲ့လောက်ထိတက်ကဖြေလျှော့ပြီးပြီးတော့ညီလေးတို့ညီမတို့ညီတို့ညီမတို့လာခဲ့တအားတော့သူတို့လာခဲ့ဆိုတာမျိုးတက်ဘက်ကဖြေလျှော့ပြီးတော့ပြန်ခေါ်ပေးတယ်။အဲ့ဒါမှမဟုတ်30နှစ်ရောက်ရောက်လာ။မန္တလေးမှာကြီးပဲလူ100ကျော်ရှိသွားပြီ။ တော့ရန်ကုန်မှာလည်းဝင်နေတယ်မန္တလေးမှာလည်းဝင်နေမုံရွာမှာလည်းဝင်နေဆက်ပြီးဝင်နေကြအများကြီးပါဆိုတော့အခုမန္တလေးတခုတောင်ဒုတိယကျော်သွားပြီတဲ့ဒါတော့နောက်ထပ်ထောက်ဝင်လာဖို့လည်းရှိသေးတယ်လို့သတင်းကြားပါတယ်ခုလိုသတင်းတွေကိုပြောပြပေးသွားတဲ့ကုတုံမျိုးကိုလည်းကျေးဇူးတင်ပါတယ်